င်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မေလ14ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG ရဲ့စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့ NUG ကဝေးဝန်ကြီးဌာနဒုတိယအတွင်းဝန်ဦးမောင်မောင်ဆွေနေပြည်တော် PDF ရေးပေါ်တွင်တွေ့ဆုံတဲ့သတင်းကိုတင်ပြပေးပါမယ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဝေးဝန်ကြီးဌာနဒုတိယအတွင်းဝန်ဦးမောင်မောင်စုဟာနေပြည်တော် PDF တက်ရင်900တက်ကရဲဘော်တွေနဲ့တွေးဆုံခဲ့တယ်လို့900တက်ရင်ကဒီကနေ့မေလ14ရက်နေ့မှာထုတ်ပြန်ပါတယ်အခုလိုတွေးဆုံရမှာဦးမောင်မောင်စုကတော်လန်ကြီးအပေါ်အာယုံဆိုင်ပါဝင်တိုက်ပွဲဝင်နေတာတွေအတွက်လေးစားတဲ့အကြောင်းပြောကြားခဲ့ပါတယ်ဒါအပြင် COC နှစ်ရက်ကိုလိုက်နာနိုင်တဲ့ရဲဘော်ကောင်းတွေဖြစ်ဖို့အရေးကြီးတဲ့အကြောင်းနဲ့ဒီတော်လန်ကြီးဟာလူငယ်ရဲဘော်တွေရဲ့ အားနဲ့တိုက်ပွဲဝင်နေတာဖြစ်တဲ့အတွက်အနိုင်ရမယ်လို့လည်းပြောကြားခဲ့ပါတယ်။ဒီတွေးဆောင်ပွဲကို NUG ကာကွယ်ရေးဝန်ကြီးဌာနဒုတိယအတွင်းဝန်ဦးမောင်မောင်စုရဲ့အပါအဝင် နေပြည်တော်တိုင်းစစ်ဌာနတိုင်းကုတ်ကဲရေးမှုဘူလက်ယာစေယုံချုပ်ဒုတိယစေတာဝန်ခံဒေါက်တာဖီလင်းနဲ့တာဝန်ရှိသူတွေတရင်ကိုရတက်ကရဲဘော်တွေတရင်မှုနဲ့တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးစစ်ကောင်စီကမိုးကုံမျိုးနဲ့နောင်ချူမျိုးကိုလေချောင်းကနေပေါင်900ဘုံးတွေကျေချတဲ့အတွက်အိမ်ခုနှလုံးပြက်စီးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ရှမ်းမြောက်ဒေသနောင်ချူမျိုးနဲ့မန္တလေးတိုင်းတွေက မိုးကုန်းမြို့ကိုစစ်ကောင်စီတပ်ကပေါင်900ပုံးတွေလာရောက်ကျေးချခဲ့တဲ့အတွက်အိမ်ခုနှလုံးပျက်စီးဆုံးရှုံးခဲ့ရတယ်လို့တအောင်တက် TNL ဘက်ကပြောကြားထားပါတယ်။မီလာ73ရက်နေ့ည9:00နာရီခွဲအချိန်မှာစစ်ကောင်စီတပ်က Jet Fighter နဲ့နောင်ချူမြို့ပေါ်ကိုပေါင်900ပုံးလာရောက်ကျေးချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။တအောင်တက်မတော် PSLF TNL ထိန်းချုပ်ထားတဲ့နောင်ချူမြို့နဲ့နေမီ30ဇေးရက်ကွက်ကိုတိုက်ပွဲဖြစ်တာမရှိဘဲနဲ့စစ်ကောင်စီတပ်ကလေကြောင်းကနေပေါင်900ပုံးတလုံးလာရောက်ကျေးချတဲ့အတွက်အိမ်ခု 9လုံးပျက်စီးဆုံးရှုံးခဲ့ရတယ်လို့အတည်ပြုထားပါတယ်။ထို့အတူမိုးကုံမြို့ကိုလည်းမေလ23ရက်ညတကောင်7:49 46မိနစ်အချိန်မှာစစ်ကောင်စီတပ်ကဂျက်ဖိုင်တာနဲ့တကြိမ်ရွှေလိပ်ပြာအနီးတစ်ဝိုက်ကိုလာရောက်ကျဲချတိုက်ခိုက်ခဲ့တာလို့ပြောကြားထားပါတယ်။ စစ်ကောင်စီတပ်ဟာမေလ12ရက်ညအချိန်တုန်းကလေမန်တုံမျိုးနဲ့မိုင်းငုံမျိုးတို့ကို Jet Fighter နဲ့ဘုံလာကျဲတဲ့အတွက်ကြောင့်မန်တုံမျိုးကဒေသနေပြည်သူတအူတိုက်ဆုံပြီးတော့၃ဦးထိခိုက်ဒဏ်ရာရသလိုရက်ွက်ထဲမှာရှိတဲ့ပြည်သူပိုင်အိမ်၂၈လုံးဘုံစားထိမှန်ပျက်စီးသွားတယ်လို့သိရပါတယ်မိုင်းငုံမြို့တာလုံရက်ွက်မှာရှိတဲ့စာတင်ကြောင်းအနီးကို Jet Fighter နဲ့နှစ်ကြိမ်ဘုံသီးလေးလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တာလို့ PSLF TNL တရင်နဲ့ပြန်ချာရေးဌာနကထုတ်ပြန်ထားပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ငလင်တန်တဲ့ပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေဆက်လုပ်နိုင်ဖို့တစ်ဖက်သက်အပြည့်ရက်ကာလ တလတတန်းထတ်တိုးထားမယ်လို့မေလတရနေ့ကပဲထုတ်ပြန်ကြေညာခဲ့တာပါစစ်ကောင်စီအနေနဲ့မေလ6ရက်နေ့ကနေ31ရက်နေ့အထိအပြည့်အခက်ရက်စဲရေးကာလတတန်းထတ်တိုးလိုက်ပြီးမြေပြင်ကနေထိုးစစ်ဆင်နေပြီးတော့လက်နက်ကြီးနဲ့ပစ်ခတ်ကဒရုန်းအပအဝင်လေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေနေစဉ်နေပါအသုံးပြုတိုက်ခိုက်နေတယ်လို့စစ်ရေးသတင်းတွေအရသိရပါတယ်အခုလိုစစ်ကောင်စီဘက်ကနေ့စဉ်နေပါဘုံချေတိုက်ခိုက်နေတာကြောင့်ပြည်သူလူထုအနေနဲ့စစ်ကောင်စီရဲ့လေကြောင်း drone နဲ့လက်နက်ကြီးပစ်ခတ်တိုက် ခိုက်မှုရန်ကနေရှောင်ရှားနိုင်ရေးစီးရီးတတိအမြင့်ရှိကြဖို့တော်လိုင်းဤတက်ဖွဲ့တွေကတိုက်တွန်းနှိုးဆော်ထားပါရယ်ခင်ဗျာဆလဘီရေစကြိုနေမှာစစ်ကောင်စီတပ်ကိုကြားပြတ်တိုက်ခိုက်မှု အရာရှိအပါဝင်စစ်သား29ဦးတိစုံပြီးတော့ PDF တအူးချဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ် မကွေးတိုင်းရေစကြိုမြို့နယ်စမ်းသစ်ကျေးရွာအနီးမှာစစ်တပ်စစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်ခဲ့ရမှာအရာရှိတအူးအပါအဝင်စစ်သား29ဦးသေဆုံးပြီးတော့ PDF တပ်ဖွဲ့ဝင်2ဦးကြာဆုံးခဲ့တယ်လို့ Southern Wire ဆို PDF တပ်ဖွဲ့ကပြောကြားထားပါတယ်။ ရေစကြိုမျိုးနဲ့စင်ချောင်းပြူရွာကနေအင်အား100လောက်နဲ့ထွက်လာတဲ့ရေစကြိုအခြေဆိုင်ခလာရ256 259 258တက်ရင်တို့ကစေကောင်စီတက်ဖွဲ့ဟာဒီသားနေပြည်သူ၅ဦးကိုတစားကန်အဖြစ်အသုံးပြုပြီးတော့စမ်းတစ်ကျေးရွာဘက်စေချောင်းထိုးလာတာကြောင့်တော်လန်ရေးတက်ဖွဲ့တွေမေလ9ရက်နေ့မနက်ပိုင်းမှာကြားပြတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။အပြန်အလှန်ပြစ်ခတ်မှုတွေကြောင့်တိုက်ပွဲကြာချိန်တနအီကျော်ကြာမြင့်ခဲ့ပြီးတော့စစ်တပ်ဘက်ကအရာရှိတအူးအပါအဝင်29ဦးတိစုံးက 30နီးပါးဒဏ်ရာရသွားတယ်လို့စစ်ကောင်စီရဲ့ DJI အမျိုးအစားကင်းထောက် drone တစ်စင်းကိုလည်းပြစ်ချနိုင်ခဲ့တယ်လို့အသိပေးထားပါတယ်။ဒီတိုက်ပွဲမှာ Southern Wireless ဆို PDF ကရဲဘော်လာပြီးဟာတိုင်းပြည်အတွက်မြင်းမြစွာအသက်ပေးလူခဲ့ရပြီးတော့10ဦးကမစိုးရင်ရတဲ့ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ်။ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က အသာစီကနေတိုက်ခိုက်နိုင်ခဲ့တာကြောင့်အထိနာသွားတဲ့စစ်ကောင်စီတပ်ဟာတိုက်ပွဲဖြစ်တာမရှိဘဲနဲ့တဲတော်ကြီးရွာကိုပါရာမိုတာနှက်စီးနဲ့ဘုံချဲတဲ့အတွက်ကြောင့်အပြစ်မဲ့အရသာပြည်သူတအူးတိဆုံးပြီးပြည်သူပိုင်နဲ့အိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့စောက်သန်ဝါရဲဆို PDF ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အယဒပြည်သူ၅ဦးကိုတစားကန်လုပြီးတော့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုစောက်တန်းလိုခေတပ်ပေါင်းစုစောက်တန်း WSO PDF Yeezjo Revolution Group YRG ဒေါင်းညီနောင်ပြည်သူ့အာမန် PDF King Cobra ဒေါင်းစစ်တီနဲ့ BNRA တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါရယ်ခင်ဗျာ။ ဆက်လက်ပြီးဂျိုးပင်ကောင်းနေမှာစိုင်းကယ်စီးလာတဲ့ပြည်သူနှုတ်ကိုပြစ်ခတ်တက်ဖြတ်ခဲ့တဲ့နေတိန်ရဲကိုပြစ်ခတ်ရှင်းလင်းတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။စိုင်းကယ်စီးလာတဲ့အရသာပြည်သူနှုတ်ကိုပြစ်ခတ်တက်ဖြတ်ရမှာပါဝင်ခဲ့တဲ့ပကူတိုင်းဂျိုးပင်ကောင်းမျိုးနေကနေတိန်ရဲမန်ဟင်းစုသူကိုပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့တရားဝရီခရိုင်တရင်3832တက်ခွဲလီမြေအောက်ပျောက်ကြားတက်ဖွဲ့အုပ်ဖို့ကပြောကြားထားပါရီ။ မြို့တွင်အုပ်စုအလဲကုန်းကြီးရွာနေမြေရဲစခန်းကနေဂျိုးပင်ကောင်းမြို့ဘက်ကိုအရဲဝတ်နဲ့ဆိုင်ကယ်စီးလာတဲ့နေတိန်ရဲကိုမနေ့ကမီလာ73ရက်နေ့မနက်10:00နာရီခန့်အချိန်မှာမြေအောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့ကရဲဘော်တွေစောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။အခုလိုတိုက်ခိုက်ချိန်မှာနေတိန်ရဲမန်ဟင်းဟာလမ်းမဘေးမှာရှိတဲ့အိမ်တအိမ်တဲဝင်ပြေးသွားတဲ့အတွက်ကြောင့်တော်လိုင်းရဲဘော်တွေအဲ့ဒီအိမ်တဲအထိဝင်ရောက်ရှင်းလင်းခဲ့တယ်လို့အသိပေးထားပါတယ်။ တည်ဆုံသွားတဲ့နေရင်းရဲစီကနေ G3G အတောက်20စကားပြောဆက်တလုံးစိုက်ကဲတစည်းနဲ့ငွေကျက်600တင်စီရရှိခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါရီစိုက်ကဲရမပေးလို့ဆိုတဲ့အကြောင်းပြချက်နဲ့စေုပ်စုကပြစ်ခတ်ခဲ့တာကြောင့်စိုက်ကဲမောင်းလာတဲ့အရက်သားနှစ်ဦးတည်ဆုံခဲ့တဲ့ဖြစ်စဉ်2021ခုနှစ်တည်းမှာဖြစ်ခဲ့တာရှိတယ်လို့ဒေတာသတင်းရင်းမြစ်တွေစီကသိရပါရီတီဆုံသွားတဲ့နေရင်းရဲမန်ဟင်းဟာအရသာပြည်သူတွေရဲ့စိုင်းကယ်တွေကိုဖမ်းဆီးတာစိုင်းကယ်စီးလာတဲ့ခရီးသွားပြည်သူနှစ်ဦးကို ပြစ်ခတ်တပ်ဖြတ်ရာမှာပါဝင်ခဲ့တာစစ်ကောင်စီတပ်ဖွဲ့နဲ့အတူလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတက်ကြွလှုပ်ရှားသူတွေနဲ့တော်လှန်ရေးဘော်တွေရဲ့အချက်လက်တွေစုံစမ်းထောက်လှမ်းတာအကြောင်းအမျိုးမျိုးပြပြီးတော့ပြည်သူလူထုကိုချိန်ချငွေတောင်းတာတွေလှုပ်ဆောင်နေတာကြောင့်အခုလိုအရေးယူရတာလို့မြေအောင်ပျောက်ကြားတပ်ဖွဲ့အုပ်ဘူကရှင်းပြထားပါတယ်ပြည်သူလူထုနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကိုဒုက္ခပေးနေတဲ့စစ်ကောင်စီနဲ့စစ်ကောင်စီတောက်တိုင်တွေကိုအချိန်နရာမရွေးတိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ကြောင့်သူတို့နဲ့အနီးသွားလာနေထိုင်တာတွေမလုပ်ကြဘို့မြေ ီအောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖူကအတိပေးနှိုးဆော်ထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းကိုတော့ Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ thank you